Hello အားလုံးမင်္ဂလာပါရှင်ကစ်တမိုင်ကိုစတဲ့ပြစ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကစ်ကကစ်တမိုင်ပြရှယ်ရီတာကစ်ဖြစ်ပါတယ်ဆိုတော့ဒီနေ့လိမ့်မှာပေါ့နော် energy လည်းကောင်းနေတယ်ဒီနေ့ဘာလဲဆိုတော့ကိုယ်စိတ်ဝင်စားနေတဲ့သူရှိလားပေါ့အဲ့အလေးနဲ့ပတ်သက်ပြီးကြည့်မယ်ပေါ့နော်ဆိုတော့ဒီမှာအာရွေးနေကြလို့ပဲ buy နှစ်ခုရှိမယ် buy 1 buy 2ပေါ့နော်ဒီနေ့တော့ bad ကိုပြထားမှာမဟုတ်ဘဲနဲ့ပုံခိုင်းပြထားလိုက်တယ်ပေါ့နော်အာတစ်ခိုင်းရွေးထားပြီးသား buy 1 buy 2ပေါ့နော်ဒီနှစ်ခုတည်းက ကိုယ့်အတွက်ဆွဲငင်နေရလို့ထင်ရတဲ့အပိုင်းတစ်ခုရွှေ့ပေးပေါ့နော်အာပြီးတော့ဒီကိုယ်စိတ်ဝင်စားနေတဲ့သူရှိလားဆွဲဟာကိုကြည့်မယ်ပေါ့နော်ဆိုတော့အရင်ဆုံးတော့ကပြောချင်တာကတော့ဟိုကဒီ priority လေးတင်ပေးရဲဆိုတာကိနေ energy kind guide စစ်ဖို့ပေါ့နော်ဆိုတော့ energy guide တဲ့ဆိုမှကစီ usual အတာအာတာရောမီယာအဲ့လိုလာခဲ့ပေါ့နော်ဆိုတော့တစ်တလုံးမှာတော့ဖုန်းကောယူချရတော့များရပေါ့နော်ဆိုတော့ ယူလို့လည်းရတယ်။ကဲ auto reply message လေးကိုတိကျဖတ်ပြပါ။ auto reply နဲ့မှာကဲအကုန်ရေးပေးထားရပေါ့နော်။ဆိုတော့ကျေးဇူးပါ။ဒါကတော့ဒီမှာပိုင်းတစ်ခုရှိမယ်။တက်ကဝါဝါရှူစိတ်ကိုငြင်းငြိမ်းလေးထားပြီးတော့ကို့အတွက်ဘယ်ဟာဆွဲဆောင်နေလဲ။ဒီနှစ်ခုလည်းကကို့အတွက်ဆွဲဆောင်နေတဲ့ကတ်တစ်ခုကိုရေးပေးပါနော်။ဆက်ဆောင်တဲ့ကက်ကိုရွှေ့ချမယ်ဘိုင်1ဘိုင်2ရွှေ့ချနေပြီမယ်နော် hello ပိုင်ဝင်လေးမင်္ဂလာပါဆိုတော့ဒီ cinnamon roll ဆိုရက်ဒီကက်ကလေးရေးထားတဲ့သူပေါ့နော်ဒီကက်ကလေးကိုယူထားတဲ့သူတွေကလေလုံးဝဒီဘယ်လိုလူမျိုးကိုကိုကလိုချင်လဲဘယ်လိုလူမျိုးကိုအချစ်သူတော်ချင်လဲဆိုလို့ရှင်ပေါ့နော်လုံးဝအဲ့လိုနှွေးထွေးပြီးတော့အရန်ပေါ့နော်အဓိကဝမ်းစာဖြစ်ပြီးနိုင်တဲ့သူကိုအရန်ကိုလိုချင်တာဘယ်လိုလဲဆိုလို့ရှင်စိတ်အေးချမ်းမှုနော်တက်တောင့်တက်တာရှိမှုအဲ့လိုမျိုးအာ သူတို့ရဲ့ love language ဆိုလို့ရှိရင်ဒါစားကောင်းတာကြီးချက်ကျွေးရတာကိုကြိုက်တယ်အစားကောင်းလေးမျှဝေရဲနော်အဲဒီကိုမျော်လေးနဲ့အချစ်ခါကြတာလေအဲ့တစုံတယောက်ရဲ့ရင်ခွင်ထဲမှာပေါ့နားနီလိုက်ရရင်သူ့နာမှာရှိရရင်စိုးရင်စီတီးပြောက်ပြီးသွားပြီးတော့ခိုးလို့ရရေကွန်ငယ်လေးကို့အတွက်တကယ်ဟိုပေါ့ကို့အတွက်ဆိုလို့ရှိရင်အမြဲဝဲခမ်းဖြစ်နေပြီးတော့ ရန်နှွေးထွေးတဲ့သူမျိုးအဲအဲ့လိုမျိုးလူမျိုးကိုကြိုက်တာပေါ့နော်စိတ်ပစ္စည်းမှုတွေတန်တရားတွေဖောက်ပြန်တာမရှိဘဲနဲ့အဲ့လိုဒီကိုယ်အတွက်ပေါ့နော်နှွေးထွေးတဲ့လူတရားအဲအဲ့လိုလူမျိုးကိုလိုချင်တာကိုယ့်ရဲ့ကိုယ့်ရဲ့နှလုံးသားလေကိုကိုယ်တိုင်ကလည်းအဲ့ဒီလူအတွက်ကိုဟိုဘယ်လိုပြောမလဲအင်ရှင်မကောင်ပီတာရဲ့လူတရားပေါ့နော်ကိုကိုယ်တိုင်ကလည်းအဲ့လိုမျိုးကိုယ့်ရဲ့ဒီအချက်ပေါ်ခံယူချက်ကတော့အဲ့လိုအလိမ့်မအိမ်ပါလေးပေါ့နော်ကိုတွက်ဆိုလို့ရှိရင်ကိုနာမှာပဲရှိနေပြီးတော့ အဲ့လိုကိုပေးနာမှာလုံးဝသူ့ကိုတတ်တောင့်တတရှိမှုပေးခြင်းတယ်ကိုကိုတိုင်းကအဲ့လိုမျိုးပေးရင်လေသူ့ဘက်ကနေလေအဲ့လိုမျိုးလေးနေမှကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတော့အရင်ဆုံးတွေ့တယ်နော်ဆိုတော့တာကက်ကလေးဆွဲကြမှာဟိုလေးဆွဲလာနေတဲ့ရှိမှာ Cámara, သူကိုစိတ်ဝင်စားနေတဲ့သူရှိလားဆိုလို့ရှင်ရှိတာပေါ့နော်ကိုကနေပြီးတော့တတိထာမိနေတဲ့သူလည်းရှိရယ်ကိုကနေပြီးတတိထာမိနေတဲ့သူလည်းရှိရယ်ပြီးတော့ဟိုကိုရဲ့ crush ကြီးကနေပြီးတော့ crush ရဲ့သူပဲနော်သူ့အချစ်ကိုစောင့်ဆိုင်နေရမျိုးကိုလည်းသွားတွေ့ရတယ်ပြီးတော့ကိုကိုရန်ကအဲ့ဒီလူကိုစောင့်နေပြီးတော့ပေါ့နော်သူကကိုယ့်ကိုသဘောကျရဲ့လားဆိုပြီးတော့ ဖြစ်နေရမျိုးပေါ့ဆိုတော့ talking state ထဲမှာရှိနေတဲ့သူတွေကိုတော့တွေးရတယ်ပေါ့နော်တဖက်သူကသူ့လိုချင်တာအရေးပဲလုပ်နေတယ်သူ့အတွက်သူပဲတွေးတယ်အဲ့လိုမျိုးပေါ့နော်သူ့ဘာသာသူပဲရှိတယ်အဲ့လိုကိုနဲ့ဆိုလို့ရှိရင်ဘူးနဲ့ဖောက်ဖြစ်နေရဆိုတဲ့လူတယောက်ရှိမယ်လို့ထင်တယ်ပေါ့နော်အဲ့လူကကိုယ်စိတ်ဝင်စားနေပါတယ်နော်ဒီမှာဆိုလို့ရှိရင်မကူအကြောင်းပကြီးတောင်ဆွဲနေပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့စိတ်ဝင်စားမှုကလည်းကိုကိုလောက်တော့ ကိုလိုမျိုး तू ကထုတ်ဖော်ပြောပြီးစိတ်ရှိရှိနဲ့အဲ့လိုမျိုးတော့မဟုတ်ပါပဲ။ तू ကသူ့ဟာနဲ့ तू လေးတော့ကို့ကိုသဘောကျနေရနော်။ကို့ကိုသဘောကျနေရယ်။ကို့ကိုသဘောကျနေရယ် तू ကလေကို့ထက်ကြီးရဲ့ तू ဖြစ်မယ်။နော်ကို့ထက်ကြီးရဲ့ तू ဖြစ်မယ်။အာဘယ်လိုပြောမလဲ။လုံးဝလေ तू ကကိုကပဲဥဆောင်ပြီးတော့ဗောနော်ရှေ့ကနေပြီးဥမာတငယ်ချင်းတွေရတယ်ဖြစ်နိုင်တယ်။နော်တငယ်ချင်းတွေရတယ်ဖြစ်နိုင်တယ်။ပြီးတော့နောက်တစ်ခုဆိုလို့ရှင်ဒီ ဘာလို့ပြောမလဲသူကသူတယောက်တည်းတီးသန့်လေးနေတတ်တယ်လို့ထင်ပေမဲ့ပေါ့နော်သူ့ရဲ့စိတ်ထဲမှာကိုကတော်တော်လေးကိုလွှမ်းမိုးနေပြီလို့တွေ့ရတယ်။ကိုကသဘောကျနေရဲဆိုလို့ရှိရင်တော့မှပဲပေါ့နော်။သူ့ဘက်ကလည်းသဘောကျတဲ့စိတ်မျိုးရှိတယ်။ပြီးလို့ရှိရင်ဒီမှာဟိုတချို့လူလေးကြီးကြတော့ပေါ့နော်။တချို့ဒီပိုင်းကိုရွေးထားတဲ့တချို့လူလေးကြီးကြတော့အဲကိုထန်ငယ်သူလည်းဖြစ်နိုင်တယ်။ နော်တချို့50ရာခိုင်နှုန်းတော့ကြီးရတဲ့သူတချို့50ရာခိုင်နှုန်းတငယ်တဲ့သူနော်တစ်ဖက်သူကလေကိုယ့်စီရော action ရှူလာဖို့လုပ်နေပေမဲ့ပေါ့နော်ကိုကနည်းနည်းမာနကြီးရမျိုးကိုကိုယ့်ရဲ့ type နဲ့သူ့ရဲ့ type ကိုစဉ်းစားချင်းချင်းနေရမျိုးအဲ့လိုမျိုးပြီးတော့မဝတ်မရဲကြောက်နေရမျိုးပေါ့နော်သူလည်းသူ့ကသူရှေ့မှာကြုံခဲ့ရရရှိရောခါကြအဲ့လိုတိတ်တိတ်ကလေးပဲခိုးပြီးသဘောကျနေတဲ့ပုံစံမျိုးကိုတွတ်တွေ့ရတယ်နော်တိတ်တိတ်ကလေးပဲခိုးပြီးသဘောကျတာဘာလို့လဲဆိုတော့သူ action ယူလိုက်တယ်ဆိုလို့ရှိရင်ပေါ့နော်ကိုကလက်မခံမှာအဲကိုမှာခြားတယောက်ရှိနေမှာစိုးတာအဲ့လိုမျိုးကြီးကြောက်မလို့ပေါ့နော်သူ့ရဲ့သဘောကျတာကိုထုတ်မပြဘဲနဲ့တိတ်တိတ် ကလေးကိုပဲသဘောကျနေရယ်ဆိုပုံစံမျိုးတော့တွေ့ရတယ်เนาะဆိုတော့သဘောကျနေရယ်သူဆိုရှိလားဆိုရှိတယ်အာဒီမှာတွေ့ရတာတော့လေအာသဘောကျတာကဒီ ဒီလူကိုလေကိုကလေအခု TV တင်ဖတ်နေတဲ့တန်းနဲ့တရားအောင်မြင်နေတဲ့တန်းနဲ့တော့လေသူဆိုပြီးတော့တန်းစီသွားနိုင်တော့တဲ့သူမျိုးပဲတိလာဘာလို့လဲဆိုတော့ကိုကဒီမှာဆိုရှင် crash နေရဲ့သူရှိကိုရှိရဲ့သူအတွက်ဆိုလို့ရှင်လေကိုရှိရနေပြီးတော့အလိုမမမမနဲ့ပေါ့နော်ရက်တည်ပြီးတော့ခါကြကိုကနေပြီးပြဿနာကြီးဆိုလို့ရှင်ဖြည့်ရှင်းပေးခဲ့တာမျိုးနော်ကိုကနေပြီးတော့ ဟောဒီသူ့အတွက်ဆိုလို့ရှိရင်မုံလေးဝင်ပြီးတာအဲ့လိုမျိုးပေါ့နော်ဒီမှာကိုယ့်ရဲ့ဒီလိုခယူးဆိုင်မှုအတိုင်းသူ့ကိုခယူးဆိုင်ပေးခဲ့ရရှိရဒါပေမဲ့သူ့ဘက်ကနေပြီးဘာမှ response မလာတဲ့ပုံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကိုတွေ့တွေ့ရတယ်ဆိုတော့သဘောကျနေလားဆိုတော့သဘောကျတယ်ဒါပေမဲ့ပေါ့နော်သူ့အနေနဲ့ကအဲ့လို အဲဆက်ကျွေးရှိရှိတခုလည်းဝင်သွားခဲ့ရမှာအဲအဲ့လိုမျိုးကြီးမဖြစ်ချင်လို့မလို့သူခံစားချက်မျိုးတိတ်ထားပါဗောနော်မျိုးတိတ်ထားရလို့တွေ့ရတယ်ပြောရလို့ရှိရင်ဒီအခြေအနေဒီ condition လေးကဟိုတခုခုပြောလိုက်ပြီးလို့ရှိရင်ပျက်စီးသွားပြီးတော့ဆက်မဖြစ်တော့မှကြောက်လို့မလို့သူ့အနေနဲ့ဒီတိုင်းလေးပဲနေနေရဲဆိုတဲ့ပုံစံမျိုးကိုတွေ့တွေ့ရတယ်နော်ဒီတိုင်းလေးပဲနေနေရဲဆိုတဲ့ပုံစံမျိုးကိုတွေ့တွေ့ရတယ်ဟုတ်ကဲ့ဆက်ဝင်ပါနေရလို့ရှိလား 嘛。 တကယ်လို့ရှိရနော်သူနဲ့ကလေအတူတူခေးထွက်ဖူတာမျိုးနော်အတူတူဒီ project လေးအတူတူလုပ်ဖူတာမျိုးတကယ်ချင်းနဲ့ကယူနီဗီသားသူတွေရပဲဖြစ်မှာကိုသူ့ကိုသဘောကျနေရဆိုရှင်သူကလေကိုကိုပြန်သဘောကျနေရဆိုရပုံစံမျိုးကတော့အများကြီးမြင်တယ်နော်ပြောရမယ်ဆိုလို့ရှင်လေဒီလူနဲ့ကကိုနဲ့ကလေတချို့တချို့တွေ့ဖြစ်တာမျိုးတွေနော်သူနဲ့အတူတူပန်းရံထူသွားတာနော်သိဆိုင်ယုံအဲဒါမျိုးရှင်လေတခြားအဲ့လိုမျိုးပေါ့နော်သွားတာမျိုးရှိတယ်အဲ့လိုဒီနှစ်ယောက်တည်းခေးသွားဖူတာမျိုးတွေလက်ရှိကောင်းရှိလိမ့်မယ်နော်နှစ်ယောက်တည်းခေးသွားမှာမဟုတ်လို့ရှင်တော့မဟုတ်ဘူးပေါ့ ော့เนาะတငယ်ချင်းတွေနဲ့တွားဖြစ်တယ်ဆိုလို့ရှိလို့ရှိရင်တော့မှပဲဒီသူနဲ့အတူတူတွားပြီးတော့ခါကြအဲ့လိုတခြား activity လေးဖန်တီးဘူးတာဘာညာအဲ့လိုမျိုးရှိကိုရှိရယ်เนาะရှိကိုရှိရယ်ပြောရလို့ရှိရင်ဒါတွေ့ပြီးသားစုံပြီးသားလူတွေရတူကိုယ့်ရဲ့စိတ်ထဲမှာလဲသူငါ့ကိုသဘောကျနေလားသူငါ့ကိုချစ်နေရလားမသိဘူးသူငါ့ကိုသဘောကျနေရလားအဲ့လိုဟို delivery ဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်သိကြရယ်เนาะတစ်ဖက်သူကကိုယ့်ကိုသဘောကိုကျနေရပါတော်တော်ကိုသဘောကျနေရယ် တော့ကိုတော့ဟောကြနေတယ်ဒါပေမဲ့သူ့ရဲ့စိတ်တွေကိုတော့သူမျိုးသိထားတယ်เนาะဘာလို့လဲဆိုဒီမှာတွေ့ရတာကအမသူ့နဲ့ကိုနေကနည်းနည်းအလှမ်းกว่าတယ်သူ့အနေနဲ့လိုက်ပြီးရောခါကြအဲသူဖြစ်ချင်သလိုတော့ဖြစ်မပေးနိုင်ဘူးပေါ့ကိုယ့်ရဲ့အချိန်နည်းနဲ့သူ့အချိန်နည်းကွာခြားတယ်စသဖြင့်အဲ့လိုမျိုးတွေးနေရမျိုးတွေတော့ရှိတယ်เนาะအဲ့လိုမျိုးတွေရှိတယ်เนาะပြီးရဒီမှာတကယ်တော့ကိုတကယ်ဒီမှာဆိုရှင် manifestation တကယ်ကိုက လိုချင်တော့ manifest လောက်ထားတဲ့သူပဲเนาะကိုတကယ် crush နေတဲ့သူကိုသဘောကျနေတဲ့သူကလေကို crush နေတယ်ပြန်ပြီးသဘောကျနေတယ်เนาะအော်ကိုအောင်ပတ်သက်ပြီးတော့ခါကျသူ့အနေနဲ့အဲ့လိုကိုကပဲပေါ့เนาะလိုက်နေရတယ်လို့ခံစားရပါမယ်တစ်ဖက်သူကเนาะကိုပေါ်ကိုညွတ်ကြပြုတ်နေပြီပေါ့เนาะဒီမှာဆိုလို့ရှိရင် service ပဲပေါ့ ဆိုကိုကိုတိုင်းလိုအပ်နေရအောင်တော့ပြရပေါ့နော်ကိုကသူ့ဘက်ရဲသဘောကြပြီးတော့ကိုဘက်ကနေပဲစပြီးတော့ခါကျစောင့်နေရတယ်ကိုဘက်ကနေပဲစတော့ပို့ပြီးဥမာတချို့ဖွင့်ပြပြီးသားသူကြီးလည်းပါကောင်းပါလိမ့်မယ်ပေါ့နော်အဲ့လူတွေဆိုလို့ရှိလို့ရှင်ရဲ့တစ်ဖက်သူကလည်းသဘောကြတယ်ဒါပေမဲ့ကိုကဖွင့်ပြပြီးရှိနေတဲ့အခြေအနေကိုသူ့အနေနဲ့ဟိုသဘောကြပြီးအိုက်တိုင်းမှိန်ပြီးနေနေရလို့ပဲခေတ်ကခံစားရရပေါ့နော်ဆိုတော့ပြောရမယ်ဆိုလို့ရှင်ရဲ့နည်းနည်းလေးကိုကို respect ထားကြည့်ပါနည်းနည်းကိုဘက်ကနေပြီးတော့အခြေအနေလေးကိုနည်းနည်းပြန်တင်းကြည့်တာကိုကပဲသူ့ကိုချိန်တဲ့ပုံစံမျိုးမဟုတ်ဖ ೇನೆ ပေါ့နော်အဲ maybe ကိုဘက်ကကိုလေးနေလိုက်ပြီးတော့အ ိမ်မွေတိတ်ခါရှိရှိလေးပေါ့နော်အရင်ကြိုက်ကြံမှုပြပဲနေနေလိုက်လို့ရှိလို့ရှိရင်တစ်ဖက်သူဘက်က action ယူလာပြီးဖွင့်ပြောလာနိုင်ကြီး chance ဒီအများကြီးရှိရပေါ့နော်သူ့အနေနဲ့အခုလက်တော်မှာတော့ဒီအခြေအနေလေးပြက်စီသွားမှာဆိုလို့အဲ့လိုပေါ့ဟိုတကယ်၍ဟိုတွဲကြည့်ပြီးလိုက်ခါကျမှကိုကဟိုသူကပေါ့ကိုထင်ထားသလိုပုံစံမျိုးသူအထင်ကြီးလောက်တဲ့ပုံစံမျိုးမဟုတ်ဘူးဆိုလို့ရှိရင်လမ်းခွဲတော်မှာကြောက်လို့မလို့အခြေအနေကိုဒီတိုင်းနေနေရလို့တွေ့ရတယ်ပေါ့နော်ဆိုတော့ ကိုယ်တော်ကြနေတဲ့သူတစ်ဖက်သူကပေါ့နော်အဲ့လိုမျိုးအာဒီဂီတာလေးလည်းတွေ့ရဆိုတော့ခါကြတော့ဒီဆိုတော့ဘာညာအဲ့လိုမျိုးပေါ့နော်သူ private life နဲ့သူနေတတ်တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်အကယ်၍ပေါ့နော်အဆိုတော့ဘာညာမဟုတ်ဘူးဆိုရင်တော့မှာပဲအဲ့လိုမျိုးပေါ့ဝါသနာပါပေါ့ပကြီးဆွဲရဘာညာအာ graphic designer အဲ့လိုမျိုးပေါ့နော်ပြီးနောက်တစ်ခုအနေနဲ့အာဘယ်လိုပြောမလဲဂီတာလေးသင်လဲဆိုင်ရအဲ့လိုမျိုးပေါ့နော်ဦးစီးဦးဆောင်ပိုင်းသူကသူတစ်ခုအနေနဲ့အဲ့လိုနေနေရတဲ့သူမျိုးပေါ့ ဥမာကိုယ့်ရဲ့ကိုယ်တင်တန်းနေပါတယ်တက်နေရဆိုလို့ရှိရင်အဲ့တင်တန်းဆရာကိုကိုယ်ကသဘောကျနေရဆိုလို့ရှိရင်မြို့ပြီး तू ကလည်းကိုယ့်ကိုသတိထားမိရသဘောကျနေရဆိုရဲထင်မှာပါတယ်နော်လူလွတ်ဆိုရင်ပေါ့တခြားလူလွတ်မဟုတ်ဘူးဆိုလို့ရှိရင်တော့စဉ်းစားတာမကြည့်တဲ့နာမျိုးပေါ့နော်ဆိုတော့ဒီမှာတွေ့ရတာကတော့လူလွတ်ပါသူ့အနေနဲ့သူပေါ့နော်အသက်ကြီးပိုင်းနေရပဲမြင်တဲ့အသက်ငယ်လို့မမြင်ရဘူးပေါ့နော်ကိုယ့်ထက်တော့ကြီးရကြည့်ရအသက်နည်းနည်းတောင်မဟုတ်ဘူးတော်လေးกว่าလေးမျိုးတွေ့ရတယ်ပေါ့နော်အဲ့လူကကိုယ်သဘောကျပြီးစိတ်ဝင်စားနေပါတယ်နော်ကိုယ်သဘောကျနေတဲ့သူဟုတ်လားဆိုလို့ရှိရင်နော်ကိုယ်သဘောကျနေတဲ့သူလည်းဟု ုတ်တယ်လို့တွေ့ရတယ်เนาะကိုသဘောကျနေတယ်သူလည်းဟုတ်တယ်သူပြောချင်တယ် last သူ့ရဲ့ကိုယ်ပေါ်ပြောချင်တယ်အမြင်ပေါ့နော်ဒီလိုမျိုးသူသူ့ရဲ့အချစ်အချစ် thinking တာအဲ့လိုပေါ့ I am not emotionally available right now နော်ကျောင်းတော့ငါမင်းပေါ့အခုချိန်မှာခံစားချက်ရှိနေပြီဆိုတဲ့သဘောပေါ့အဲ့လိုမျိုး I want to spend more time with you မင်းနဲ့တူတူအချိန်လေးဒီထက်ပိုပြီးကုံဆုံးချက်နေ ူကသူ့ဟာသူတယောက်ပဲတိတိတတ်တတ်နေတတ်တဲ့လူကြီးနော် I want to commit you. နော် situation ရှိတယ်ကိုကပဲသဘောကျအောင်ပြောထားရဆိုလို့ရှိရင်တစ်ဖက်သူကလည်းလာပြီးတော့ commitment ရှိစွာသူသဘောကျနေပါတယ်။သူကိုယ်နဲ့ဘယ်လိုမျိုးတွဲကျင်နေဘယ်လောက်ထိသွားကျင်နေဘယ်လိုမျိုးဖြစ်ကျင်နေဆိုတဲ့ဟာကိုပေးကျင်နေပေါ့နော်။ကိုလိုချင်တဲ့ commitment တစ်ခုသူပေးကျင်နေ။သူကလည်းအဲ့အရာကိုလိုချင်နေအဲ့လိုမျိုး I'm sorry for being toxic. နော်သူ့ရဲ့ဒီလိုအပြုတ်မှုပေါ့တကယ်ယူမဆိုင်တဲ့အပြုတ်မှုသူ့ဟာသူနေတဲ့အပြုတ်မှုကိုဆိုလို့ရှိရင် neglect လုပ်ထားတဲ့အပြုတ်မှုနော်အဲ့ဒါကြီးအတွက်သူတောင်းမှန်တယ်ပေါ့သူအဲ့ဒါကြီးပြင်မမဲ့ပြင်လို့မရနိုင်သေးတဲ့အတွက်ကြောင့်သူခုမပြောသေးရပေါ့အဲ့ဒါကြီးအတွက်လည်းသူတောင်းမှန်ပါတယ်နော် I know I need to work on myself. ငါသိပါအဲ့ဒါငါကအလုံးမှာပဲငါအချိန်ယူနေရယ်။နော်အဲ့ဒါမျိုး तू I need to work on myself. နော် သူ့လုပ်ကိုပဲသူအာရုံစိုက်နေမိတာသူသိပါရဲ့ပေါ့ဆိုတွေ့လား you are the only one i see မလုံးဝတော့ energy က तू ကကိုယ်ကိုသဘောကျတယ်မြင်လဲမြင်တယ်ကိုယ်ကိုလည်းစိတ်ဝင်စားနေပြီဒါမှမဟုတ်အဆင့်တက်ဖို့ तू မစူးစမ်းရသေးဘူးဘာလို့လဲဆိုတော့ရှင်ဒီအခုလို့ဖြစ်နေတဲ့အခြေအနေလေးအခုလိုမျိုးနှစ်ယောက်ကြားထဲမှာကောင်းမွန်နေတဲ့အခြေအနေလေးပြည့်စုံသွားမှာဆိုလို့ဆိုတော့ကိုယ် manifest တရားလဲအောင်မြင်တယ်ကိုယ်သဘောကျနေရတော့လဲကိုယ်ကိုသဘောကျရဲသူ့ရဲ့စိတ်ထဲမှာလဲကိုယ်ကတော်တော်လေးကိုနေရယူပြီးနေပြီပေါ့နော်ဆိုတော့ကောင်းတယ် သဘောကျနေရယ်စိတ်ဝင်စားနေရသူရှိတယ်ကိုသဘောကျနေရသူကပဲကိုကိုပြန်စိတ်ဝင်စားနေရဆိုတဲ့ပိုင်းလေးပဲဖြစ်ပါတယ်ဒါကတော့ပိုင်းဝင်လေးအတွက်ဝီဒီမဲဖြစ်ပါတယ်နော်ဒါကတော့စိတ်မြင်သောလေးကြည့်ပေးထားပါဆိုတော့အသေးစိတ်အချက်လက်အတွက် confirm ကြည့်ရင်ဒါတော့ general reading ဆိုတော့ဘောနော် all over energy ပေါ့ကိုအတွက်တည်တဲ့ confirm ချက်နဲ့ဆိုလို့ရှိရင်တော့အကြီးရဲ့ personal အဲ reading ကိုလာဖတ်လို့ရပါတယ်ကစီမလာမေးလို့ရရပေါ့နော်ဆိုတော့ကျေးဇူးပါဒါတော့ပိုင်းဝန်းလေးအတွက်ဖြစ်ပါတယ် hello find you ပိုက်တူလေးမိကပါဒါတော့ကိုယ်စိတ်ဝင်စားနေရတူရှိလားဆိုတဲ့ဟာကိုကြည့်မှာပေါ့နော်အရင်ဆုံးတော့ဒါကိုယ့်ရဲ့ energy ကိုစစ်မယ် green hub make it clear the intention i saw the prepare for the bad ahead ဆိုတော့ကိုကနော်ကိုကိုယ်တိုင်းလိုချင်တဲ့တူကိုကိုယ်တိုင်းရဲ့စိတ်ထဲမှာပေါ့နော်လုံးဝငါ့ရဲ့ future spot ကဘယ်လိုဖြစ်ရမလဲငါ့ရဲ့နောက်လာမယ့် relationship ကဘယ်လိုဖြစ်ကမလဲအဲ့လိုမျိုးကိုယ့်ရဲ့စိတ်ထဲမှာ manifest ထားတဲ့ပုံစံမျိုးရှိရတာဖြူရမယ်ခင်တောင်းတောင်းဖြစ်ရမယ် ရုပ်ချော်ရမယ်စပင်းရှည်ရမယ်စပင်းအလေဝဲဖြည့်ရမယ်စသဖြင့်မျိုးစုံပေါ့နော်ကိုတွေးထားခဲ့တဲ့ကိုယ့်ရဲ့ဒီမှာကိုကိုတွေးထားတဲ့ဟာရှိရယ်အဲ့လိုလူမျိုးကိုကိုက manifest နေတာတဆင့်ချင်တဆင့်ချင်တဆင့်ချင်ဆိုအဲ့ဒီလူကကိုယ်စီလာတော့မယ်ဆိုတဲ့ဟာကိုလေ timing ကိုတိတ်ကိုတိနေပြီးတော့ဒါကိုလာယူမိလိုက်တယ်လို့တော့ကစ်ထင်တယ်ပေါ့နော်ငါစိတ်ဝင်စားနေတဲ့သူကငါစီလာတော့မှာလားငါ့ကိုရှိလားငါသဘောကျနေတဲ့သူကငါ့ကိုတကယ်သဘောကျမှာလားအဲ့အဲ့လိုမျိုးပေါ့နော်ဆိုကိုကလေ ဒီမှာဆိုနောက်ထပ်တစ်ခုကနောက်ထပ်တစ်ခုမြင်ရတာကိုလိုချင်တဲ့ type ကစုံစီ냐အဲ့လိုဟိုလိုလေးဆိုလဲကြိုက်လိုက်ပြီးဒီလိုလေးဆိုလဲကြိုက်လိုက်ပြီးဒီလိုပုံစံလေးဆိုလဲလိုချင်လိုက်ပြန်ရောအဲ့လိုမျိုးပေါ့နော်ဆိုတော့ကိုယ့်ရဲ့စိတ်ကိုကို clear ဖြစ်ပါပေါ့ငါဘလူးဟာလိုချင်တာလဲငါတကယ်ဒီမှာဆိုရှင်ငါတကယ် fan ဒီ fan နဲ့မှာငါတကယ်လိုချင်တဲ့လူစိုက်ပြိုးနေတယ်စိုက်ပြိုးနေတယ်ဆိုတာငါတကယ်လိုချင်တဲ့သူကဘလူးပုံစံမျိုးလဲနော်အဲ့လိုအိမ်ကိစ္စနိုင်နေနဲ့ရပ်ကြလားအိမ်ကိစ္စနိုင်နေနဲ့မိမ့်မလားဒါမှမဟုတ်ရင်စီးပွားရှာကောင်းတဲ့သူလား ဲ့လိုမျိုး intention တစ်ခုပဲထားမယ်နော်ဆွတ်တောင်းတာတွေကဟိုတစ်ခုဒီတစ်ခုဖြစ်လို့မရအောင်မန်ဂါတွေကအဲ့လိုမျိုးဒီ BM fix တွေဟာမျိုးတွေအဲ့လိုမျိုးကြီးကြိုက်တယ်ဆိုလို့ရှိရင်လည်း maybe ရှိမှာပဲ mafia design တွေပါလို့ဆိုလဲပေါ့နော်အဲ့လိုမျိုးဒါပေမဲ့တခုရှိရင်တခုမရှိရအောင်လို့ရှိမှာပဲပေါ့နော်ဆိုတော့ကိုယ့်ရဲ့ manifest တွေမှာလူဆောင်လို့မရဘူးဥမာမျက်နှာကိုဒီပုံစံကြိုက်တယ်ဆိုဒီပုံစံတခုပဲ manifest ကမှာ ကျန်တဲ့ပုံစံတော့ manifest လို့များလူတယောက်မှာမျက်လုံးနှလုံးမရှိဘူးလေနော်မျက်လုံးနှလုံးဆိုတာမျက်လုံးနှလုံးတော့ရှိရဲ့ဒီလိုလေးစုံမရှိဘူးပေါ့ပြောချင်တာအဲ့လိုမျိုးဆိုတော့လေနှာတန်းဆိုလဲကိုလိုချင်တဲ့နှာတန်းဒီလိုလေးပါးစပ်ဆိုလဲနော်မောက်ဆိုလဲဒီလိုကိုလိုချင်တဲ့နှက်ခမ်းရဘလိုလေးအဲ့လိုမျိုးစသဖြင့်ဒီတိကြရမယ်အဲ့လိုမျိုးတခြား manifest ကမယ်ပေါ့နော်ဟိုတစ်ခုဒီတစ်ခုဟိုလိုလေးဒီလိုလေးအဲ့လိုမျိုးမဖြစ်နဲ့ပေါ့ကိုလိုချင်တဲ့ဟာကိုကိုကိုတကယ်ရှင်းရှင်းလင်းလင်းထားပေါ့နော် အဲ့လိုရှင်းရှင်းလေးထားပြီဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့သူအတိအကျရမှာပေါ့အခုကဒီလောလောလတ်ခံလိုက်ရတော့ကိုကိုလာကြိုက်နေတဲ့သူရှိရဲ့ဒါပေမဲ့ကိုကဘာလို့ချင်မှမသိနေရဲ့အနေဒါဟုတ်လို့ဘယ်ပြောမလဲကိုကိုလာပြီးတော့ကြိုက်နေတဲ့သူရဲ့မှာမှာဒီလိုကတော့ငါလိုချင်တဲ့မျက်နှာပေါက်လေးပဲဒါပေမဲ့အကျင့်ကတော့ငါဘလိုချင်တဲ့ပုံမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်နောက်တစ်ယောက်ကြလည်းဒီလိုကအကျင့်တော့အရင်ကောက်ပေမဲ့ရုပ်ဆိုးတယ်အဲ့အဲ့လိုမျိုးဖြစ်နေရမျိုးပေါ့နော်ဟိုဆိုတော့အရင်ဆုံးတော့ငါကိုစိတ်ဝင်စားနေတဲ့သူရှိလားကြည့်မယ်ပေါ့နော်ရှိရတော့တေးကြတယ်ဒါပေမဲ့ကိုကစစ်မှန်တဲ့အတွက်ပေါ့ င်းဆုံးကတ်ချလိုက်မယ်နော်တကယ်ကိုကွာအတွေ့အများနဲ့ qua để cái xa ai rồi trò cỏ này nó ဆိုတော့ဒီပိုင်းလေးကိုရွေးထားတဲ့သူစိတ်ဝင်စားနေတဲ့သူရှိလားဆိုလို့ရှင်တော့ရှိတာပေါ့။ဟောရှိတယ်။ကိုကညင်းတော့ညင်းပြီးသွားပြီဆိုပြီးတော့လည်းပြောထားတယ်နော်။ညင်းတော့ညင်းပြီးသွားပြီကိုကိုကဲ the right one ပေါ့နော်။ကိုအတွက်တကယ်လူကလာပြီးသွားရင်ကိုလည်းတကယ်ခဏခဏလေး like ခဲ့တယ်နော်။တချို့လူလေးရလေဒီပိုင်းလေးကိုရွေးထားတဲ့သူရဲ့တချို့လူရလေ X တွေကပဲကိုကိုစိတ်ဝင်စားနေသေးစေ ကိုကြောင့်အသေးကွဲနေစေအဲ့လိုမျိုးဖြစ်နေရမျိုးကိုတွေးရတယ်နော်ကိုနဲ့ပတ်သက်ပြီးသူကလေလောင်းထန်းတီသွားကြတာမျိုးတော့တွေးရတယ်သူ့အနေနဲ့လေပြောရရင်တော့ဟိုစိတ်ဝင်စားနေတဲ့သူကဟို ace လေးဖြစ်နိုင်တယ်နော်ပြီးတော့အကယ်၍ဟိုခဏလောက်တွဲပြီးပြတ်သွားတဲ့သူတွေရတယ်ဖြစ်နိုင်တယ်နော်အဲ့ဒီတစ်ဖက်သူကလေကိုနဲ့ရွယ်တူပဲဖြစ်မှာမကြီးဘူးနော်ရွယ်တူပဲဖြစ်နိုင်မယ်အာပြီးတော့သူ့အနေနဲ့ ဟိုနည်းနည်းသူ့ရဲ့ပုံစံကလေနည်းနည်းလေးနှီးရယ်တခုခုဆိုနည်းနည်းနှီးရယ်ကိုကအတွက်ကလေးနော်ကိုကအတွက်ကလေးတခုခုဆိုရှင်ဥမာစကားတခုခုအာ confirmation တခုခုဆိုရှင်ကိုကတတတဆိုတမ်းပြီးနားလိုက်လိုက်ပြီတစ်ဖက်သူကကိုပြောရဟာကိုလိုက်ပြီးတော့မပြောနိုင်ဘူးအဲ့လိုဒီတခုပြောလိုက်လို့ရှင်ကိုကသုံးခုလောက်ကြုံမြင်ပြီးသွားတယ်ဒါပေမဲ့ तू ကအဲ့တခုပဲစဉ်းစားနေစေအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးနှေးလို့ပဲကိုကသူ့ကိုမကြိုက်တာဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်နော်အဲ့လိုမျိုးကြောင့်မို့ပဲကိုကိုမကြိုက်သူ့ကိုမကြိုက်တာ ကိုညင်းထားပြီးရဲ့ဂျူရဲကပဲကိုကိုကြိုက်နေစေပဲအခုထိသဘောကျနေစေပဲလို့ပြောရနော်စိတ်ဝင်စားနေတဲ့သူရှိတယ်ကိုရဲ့အလှကနေရုံထွက်နိုင်အောင်လေသူကနော်ကိုရဲ့အလှကနေရုံထွက်နိုင်အောင်ဆိုတော့တချို့လူလေးပေါ့နော် sexually date ရှိခဲ့ပြီးခါကြမှာဒီတိုင်းပြတ်သွားခဲ့ရဲ့သူတိုက်ပါဆက်တယ်မှမလုပ်တယ်ဆိုသူကကိုကိုအဲ့အရာနဲ့ပတ်သက်ပြီးဆွဲလန့်နေရမျိုးအဲ့လိုမျိုးလည်းရှိတယ်သူ့အနေနဲ့အဲ့ဒီကိစ္စပြီးမှ ကိုအရန်ကိုမခွဲနိုင်ဖြစ်နေရမျိုးပေါ့နော်ကိုကကြတယ်သူတစက်မှတ်ကိုမကြိုက်တာမျိုးအဲ့လိုမျိုးနော်စိတ်ဝင်စားနေတဲ့သူရှိရယ်သူထပ်ပြီးတော့ကိုကိုစိတ်နောက်ချက်ဖြစ်အောင်တော့မလုပ်ဘူးသူကသူလေးထားရနေရမှာပဲနေနေရမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်စေဖဝါတာဖောဒီလူနဲ့လေဒီလူနဲ့ကလေဘယ်လိုလဲဆိုရှင်ကြံတဲ့အိလာရီမှာထပ်ပေါ့နော်စိတ်ချသားချက်ပိုင်းနေမှာလေလုံးဝအဲ့လိုမျိုးတွေးလိုက်ပြီးဆိုရင်လုံးဝ ကိုသူ့ပုံညွတ်ကြောက်သွားတဲ့ပုံစံမျိုးပဲချက်ချင်းကြီးပြီးမှတကယ်ဒီတိကျကျပြန်စစရင်ဒီလိုကငါကြိုက်တယ်လို့မဟုတ်ဘူးလို့ဖြစ်ပေမဲ့တကယ်ကံတွေ့ရတဲ့အခါမှာတော့လေအဲ့လိုမျိုးလုံးဝ fall ဖြစ်သွားတဲ့ပုံစံမျိုးနော်ဒီမှာ self respect တယ်ကိုကို respect ရှိပါတယ်ရှင်းညံကိုကလေနည်းနည်းပြောပြောမယ်တွေ့လားဒီမှာဆိုရှင်လေဒီမှာတွားနေရယ်နော်တွားနေရယ်ဒီမှာ ကိုသွားကျင်တဲ့ဟာဘာလဲကိုတကယ်လူကျင်တာဘာလဲပေါ့ဆိုတော့ဒီတလောမှလीဒီလူကအရန်စန့်ပွန်လုံတော့ခါကြကိုအနေနဲ့လူတွေအများကြီးနဲ့ပြောပြလိုက်မယ်နော်ဒီမှာညှိခိုင်းနေတာအကြောင်းရှိရယ်ကိုကလीအရန်ကိုခွေးစိတ်ပေါက်တယ်ထင်တယ်ပေါ့နော်ဆက်ကတော့ ဆိုတော့ကိုကအရန်ကိုအယူလို့ပဲဟိုဟိုကလည်းလိုချင်ဒါလည်းလိုချင်ကိုသွားနေတဲ့လမ်းမှာကြားထဲမှာတစ်ခုပြီးတစ်ခုတယောက်ပြီးတယောက်ကိုကဘလို့လိုလိုချင်မလဲဆို manifest နေပြမယ်ကိုကိုစီကိုကြားထဲမှာလာတဲ့သူတွေကိုဟိုတယောက်နဲ့ပြောဒီတယောက်နဲ့ပြောဟိုတယောက်ကိုပြောလိုက်ဒီတယောက်ကိုညင်းလိုက်အဲ့လိုမျိုးပေါ့နော်စသဖြင့်လုပ်နေရယ်လုပ်နေပြမယ်လေပေါ့နော်အဲ့မှာဒီညင်းလိုက်တဲ့သူတွေမှာကိုအတွက်ကိုတကယ်လိုချင်တဲ့သူပါနေရယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့ရရယ်နော်ကိုတကယ်လိုချင်တဲ့သူပါတယ်နော်ကိုရဲ့ x ကြီးကလည်းဖြစ်နိုင်တယ်ကိုကသွားပြီးတဲ့သူတွေကလည်းဖြစ်နိုင်တယ်ကိုကိုစိတ်ဝင်စားနေစေကိုကိုသဘောကျနေစေနော် ကိုနဲ့ပတ်သက်ပြီးတော့အနာဂတ်ထိကိုလိုချင်တဲ့အဲ့လိုအိမ်မက်ထိကိုတကယ် respect ရှိရှိနဲ့ထားပေးနိုင်တဲ့သူအငင်းထားရမျိုးပြေးရတယ်။ကိုနေနဲ့တောက်စစ် era ရဲ့မှာကိုနေနဲ့ဟိုဟာဖြစ်နေရပုံပဲပေါ့နော်။မာ I see you in my dream သူရဲ့အိမ်မက်ထဲမှာမင်းကိုတွေ့ရတယ်။မနော်ကိုမင်းရလို့အရင်ကိုအဲကွဲနေရ။ I love the way you carry yourself เนาะမင်းကိုမင်းအဲ့လိုပေါ့သူ့ကိုညင်းပြီးတော့ခါကြတော့ကိုကိုပေါ့ သူ့ကို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 ဒီ serious ပဲရှိရမျိုးသူ့အနေနဲ့အရင်သဘောကျရပေါ့နော်အဓိကတော့ကိုကိုကိုပိုင်နိုင်တာပေါ့မင်းလိုချင်တာဘာကိုလိုချင်တဲ့အကြောင်းအရာကိုကိုယ်တိုင်သိချာသိပြီးတော့သူ့ကိုအဲ့လိုမျိုးညင်းနိုင်တဲ့အတွက်သူဟောပေါ့အဲ့ဟာမျိုးကိုချစ်တယ်ပေါ့နော် အခုချိန်မှာသူ့အနေနဲ့ကိုသူကိုကနေပေါ့သူ့ကိုသူ့အနေနဲ့ financially အဆင်မပြေလို့ဘယ်လိုသူ့ကိုဘယ်လိုပဲဖြစ်ကိုထားခဲ့ဆိုရှင်အဲ့ဟာအတွက်သူ focus လုပ်နေပေါ့သူ့ရဲ့ career သူ့ရဲ့အလုပ်ငန်းနဲ့သူ့ရဲ့ငွေကြေးအတွက်သူ finance လုပ်နေပေါ့ဥမာကိုကအာဘယ်လိုပြောမလဲ last week item တွေကိုကြိုက်တယ်ဆိုသူ့အနေနဲ့အဲ့ဟာမျိုးကို gift ပေးနိုင်မို့ ပြတ်သွားခဲ့တဲ့ ace သူတော့တော်တော်လေးကိုဝါဖြစ်တယ်။သူ့အနေနဲ့မပြည့်စုံခဲ့လို့ကိုယ်ကမထောက်ပံ့ပေးခံရဘူးဆိုလို့ရှိရင်တော့မှပဲသူ့အနေနဲ့အခုချိန်မှာအဲ့ဒါကြီးဖြည့်တင်ပေးနိုင်မှုအတွက်သူ့ကိုယ်သူဖြည့်တင်ပြီးတော့ခါကြတော့ကိုယ်ကိုပြန်ပြီးတော့ချင်းကချင်တဲ့ပုံပဲပေါ့နော်။ကိုယ်ကတော့တကယ်စိတ်ဝင်စားနေရုံပဲကိုယ်ကိုသဘောကျနေရုံပဲနော်။ငါမေးကိုပြုံးပြောင်းအောင်လုပ်ပေးချင်နေတယ်နော်။မာလေးသူကိုလိုချင်တဲ့အရာကြီးပေးပြီးတော့ကိုယ်ကိုပျော်ရွှင်အောင်ထားချင်တာ။မင်းရဲ့အပြုံကိုမြင်ချင်တယ်ပေါ့ပြောရရင်တော့အကြောင်းတော့သူပြောအောင်လုပ်ပေးချင်တယ်ပေါ့။ I hope you had a move တကယ် ace ပဲနော် ace ပဲလုံးဝ ace တိကြရဲမင်း move for မလုပ်ဖို့အတွက်မျောလင့်နေပါတယ်မင်း move for မလုပ်သေးဘူးမျောလင့်နေပါတယ်နော်ကိုယ်စိတ်ဝင်စားရှိနေသေးရဲ့သူက ace ပါသူ့အနေနဲ့မပြည့်တင်ခံခဲ့တာသူ့အနေနဲ့မဖြစ်စည်းပြနိုင်ခဲ့ရတဲ့အတွက်သူ့အနေနဲ့ဝမ်းနည်းနေအောင်မယ်ကိုယ်နဲ့ပတ်သက်ပြီးတော့ပြန်ပြီးစိတ်ဝင်စားနေအောင်မယ်နော် I talk to my friend about you ငါတကယ်ချင်နေအောင်မင်းကြောက်အောင်ငါပြောပြနေတယ်ပြောနေစေပဲပြန်လို့ချင်နေရနော် ace ကအရင်ကိုလိုချင်နေရနော်ကိုယ့်အနေနဲ့နည်းနည်းသူ့ကို chance ကို ရွေးချယ်ခြင်းလည်းဆိုတော့ရွေးချယ်ပေါ့နော်သူ့အနေနဲ့ကတော့ကိုလိုချင်တဲ့ပုံစံမျိုးအတိုင်းပြောင်းလဲပေးဖို့ခါရီကတော့အများကြီးပဲရှိရဲ့သူ့အနေနဲ့ပြောင်းလဲပြောင်းလဲပေးမှာသူ့ရဲ့ဒီဝေးကြီးအတွက်ကိုကသူ့ဝေးကြီးဝေးကြီးနဲ့ပတ်သက်ပြီးကိုမပြည့်စုံလို့မကြိုက်ဘူးဆိုလို့ရှိရင်လည်းသူအဲ့ဒါအတွက်လည်းသူစူးစမ်းနေပြီနော်ကိုလိုချင်တဲ့ပုံစံမျိုးတိုင်းကိုသူ့ကိုအိုင်ဝက်ချင်းမျိုးဆိုပြီးကြည့်နေလဲကိုလိုချင်တဲ့ဟာမျိုးကိုတိတိစီဖြစ်တင်ပေးဖို့အတွက်သူကြည့်နေရအဲ့လိုမျိုးတွေ့ရတယ်ပေါ့နော်တိကျပါရဲ့ ace ပါ ace ကကိုကိုပြန်ပြီးတော့စိတ်ဝင်စားနေရပါနော်အဲ့ကဒီကိုနပတ်သက်ပြီးတော့ပြန်ဆုံးခြင်းနဲ့ သူကိုဒီလိုမျိုးလေးဖတ်ထားခြင်းနဲ့ပေါ့အဲ့လိုမျိုးလေးတွေ့ရပါတယ်ဆိုတော့ဒါကတော့ပိုင်းထုတ်တွေ့ reading လေးပဲဖြစ်ပါတယ်ကိရဲ့ reading လေးကိုကြမ်းတိတကြမယ်လို့မျှော်လင့်ပါတယ်ကိစီမှာတားတော်မိမယ်ဆိုလို့ရှိရင်ဝန်ကိုရှင်9000နဲ့လာမေးလို့ရပါတယ်ကိရဲ့ auto reply message လေးကိုတခြားဖတ်ပေးပါနော်အဲ့မှာကိတေချာလေးရေးပေးထားပါတယ်ဖုန်းကောဆိုလဲဖုန်းကောဝန်ကိုရှင်ဆိုလဲဝန်ကိုရှင်အားချက်ဆိုလဲအားချက်ရေးပေးထားရပေါ့နော်အဲ့ဆိုอืมဝေးတိတန်းတူတိပါအာပြီးတော့နောက်တစ်ခုပေါ့နော်ဒီတလုံးမှာကိုယ့်ဘာသာကိုယ်ငွေလွှဲပြီးတော့ခါကြတော့ ဟိုတူတွေလည်းမကြော်သေးပဲနဲ့ငွေအန်းယူကြတဲ့သူကြီးရှိရပေါ့ကစ်ကသူများပတ်စံအလကားမယူခြင်းတဲ့အတွက်ငွေတော့ပြန်အန်းပေးလိုက်တယ်ဒါမဲ့လှုပ်ရှုပ်တယ်ပေါ့နော်ဆိုတော့အဲအကြောင်းမလို့အဲ့ဟာလေးတစ်ခုတော့ respect ရှိစေချင်ပါတယ်အခုချက်ချင်းမေးအခုချက်ချင်းတော့မရပါဘူးရတဲ့အခါလေးရှိပါတယ်ကစ်အားရင်အားသလိုပြန်ဖြေပေးပါတယ်အဲ့ဟာလေးတစ်ခုတော့နည်းနည်း respect ရှိပေးပါနော်ငွေအပြောင်းအလှဲတွေအဲ့လိုမျိုးကြီးနည်းနည်းဟို ထင်းဆိုင်ပြီးပါပေါ့နော်ဆိုတော့ကျေးဇူးပါအဲ့ခဲ့ဗီဒီယိုလေးကိုအမြဲတမ်းနားထောင်ပြရတော့ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကနေပြီးတော့ထဲလူတွေဖြစ်ပြီးရင်ခုန်စရာလေးဖြစ်ဖို့မျှော်လင့်ပါတယ်အားလုံးပဲတက်တာနောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်